နေ့မှာ break အားဖြင့်နော်ထွက်နိုင်ခြင်း break ထွက်နိုင်ခြင်းရှိတဲ့ break ၅မျိုးပေါ့နော်၅မျိုးထဲကတစ်မျိုးကြပါလိမ့်မယ်ဒီနေ့ break စိမ့်ပေါ့နော် go break ရာနဲ့68 break ပေါ့နော်ဒီ break တွေကကျွန်တော်တို့ chain တွေတစ် break ထောက်မှာဖြစ်ပါတယ်သူတစ်ပြန်ကျွန်တော်တို့မနက်ပိုင်းမှာပူပေါင်းပါမှာလေခင်ဗျာဆိုတော့မနက်ပိုင်းမှာဒီအထက်ကပေါ့နော်ဒီမနက်မှာဒီထက်ကညနေဘက်မှာ break hound တွေကထွက်ပေါ်များပါတယ်ဆိုတော့ break hound တွေကထွက်မှာဆိုလို့ရှိရင်ဟုတ်လားလို့ရှိရင်3 break နဲ့လာနိုင်ချင်များတဲ့ break ကတော့ ် break နဲ့10 break ဖြစ်ပါတယ်နော် break ဟောင်းကလာလို့ရှိရင်3 break နဲ့10 break ပါ break တက်ကနေထွက်မှဆိုလို့ရှိရင်ဒီနေ့အတိုင်းတာမှာပေါ့နော်9 break ရ10 break ရ6 break ပါ3 break က break ဖြစ်ကုန်ကြပါတယ် break ကတော့ကျွန်တော်ဒီနောက်ဆုံးရက်မို့လို့လိုက်ထားစီချင်ကြရတယ်เนาะ cool break ကကျွန်တော်တွင်နေနေထားတော့မဖြတ်သေးဘူးခင်ဗျာเนาะတွင်နေကလည်းတော်တော်ရှင်းနေပြီပေါ့เนาะအဲ့ဒီ break line ကတော့မပြတ်သေးဘူးခင်ဗျာဆိုတော့ဒီနေ့မှာနောက်ဆုံးအနေနဲ့ cool break ကတော့လိုက်နေတဲ့ message ညာပေါ့เนาะထပ်လိုက်စီချင်ကြ ကျန်တော့ contract သွားပြီပေါ့နော် break တစ်မျိုးပဲကျန်တော့တယ်နော်6တက်ထွက်သွားပြီဒီမှာနှစ်သုံးထွက်ပါတယ်တောင်ညာသုံးထွက်ပါတယ်နော်ဒီမှာတော့ထွက်ပြီဆိုတော့ break တစ်မျိုးပဲကျန်တော့တယ်နော်အဲအကြောင်မလို့ဒီနေ့တရက်တိုက်တာမှာဒီ break ကိုတော့လိုက်နေရှင်တယ်ဗျဆိုတော့၄ကိုဒီနေ့ကတော့ခွန်လေးဂိမ်း ဆိုခွန်လေးဝက်ရှင်ပေါ့နော်ဒီနေ့ကတော့ဒါပေမဲ့မနေ့ပိုင်းထက်ညနေပိုင်းပိုကောင်းပါတယ်ခွန်လေးကတော့မနေ့ပိုင်းထက်ညနေပိုင်းပိုကောင်းတယ်မနေ့ကကျွန်တော်အဓိကကစားလိုက်တဲ့ကနေတစ်ခွက်ပေါ့နော်တစ်ခွန်တစ်ခွန်ကိုကျွန်တော်အဓိကတန်ကစားလိုက်တာအဲ့ဒါဆိုတော့ရှစ်တလုံးနဲ့ကျန်တာဆိုတော့ပျောက်မှန်ထားတာပေါ့နော်သူကအပတ်တိုင်းကိုပျောက်နေတယ်ဆိုတော့ ကျွန်တော်ပျောက်သီးနေနဲ့ထားလိုက်တဲ့ခါကျတော့မထမတ်တဲ့နေရာပျောက်သီးကလာချပေးသွားတယ်အားမလှုပ်လို့မရလဲဘူးနော်ဆိုတော့ကျွန်တော်အဓိကထောက်တာကလည်းအဲ့ဒါတစ်ခွန်တစ်ပေါက်ရယ်နောက်ဆုံးနင်းကေမှာဆိုလို့ရှိရင်တစ်ခွန်တစ်တစ်33ခွန်ခွန်အဲ့၄ခွန်ပဲကျွန်တော်အဓိကပေးရယ်ကျွန်တော်ထိုးတစ်ခွန်ကတော့နင်းတာမဟုတ်ထိုးလိုက်တာညမောင်ဝင်တဲ့တွက်ပြတော့တောင်းကြော်တယ်နော်တောင်းမညာလောက်ရှိတယ် တော့ဒီကနေ့အတိုင်းတာမှာကျွန်တော်ဒီ correlation ကို brain နဲ့ light ပေးထားခြင်းဖြစ်ပါတယ်เนาะကျွန်တော်ကတော့ corporate တမားဖြစ်တဲ့အတွက်ကြောင့်မို့ corporate ဆိုလို့ရှိရင် correlation နဲ့၄၅ပေါက်ရှိရယ်၃ brain ဆိုတော့ပြန်ကြမယ်ဆိုလို့ရှိရင် brain ၃ကပိုကောင်းတယ်ပေါ့เนาะအဲကြောင့်6နဲ့၄ကိုပါတကယ်လို့များကျွန်တော်တို့10 brain ဆိုလို့ရှိရင်တော့လေးလေးပူမယ်အာနောက်ပြီးတော့ content ပေါ့เนาะ content ဆိုလို့ရှိရင် content ပူကတော့မလာတော့ဘူးထင်တယ်ကနော်6 brain ဆိုလို့ရှိရင်လေးနှစ် ခွန်က6ပဲဆိုလို့ရှိရင်ကျွန်တော်ခွန်9ပေါ့နော်အဲအဲ့ဒါလေးကိုကျန်တာမထိုးချင်ဘူးဆိုလို့ရှိရင်မနဲ့ညပေါ့နော်ဒါလေးကိုကစားကြည့်ပါဘာအကွက်ပေါ့နော်အဲ6ခွန်အကွက်ပေါ့ဆိုတော့ဒီခွန်အကွက်မှာမနဲ့ပိုင်းမှာကျတော့အားနေပါတယ်ခင်ဗျာနော်မနဲ့ပိုင်းကတော့တိတ်မထန်ဘူးကျွန်တော်လာမယ်ဆိုလို့ချင်းညနေပိုင်းဖြစ်ဖို့များပါတယ်ဒါမှမဟုတ်ကျွန်တော်မထန်ဘူးဆိုလို့ရှိရင်မနဲ့ပိုင်းမှာထွက်တာများတယ်နော်ဒါလေးတော့သတိထားပါ ဒီနေ့ကတော့ဒီလပါပါဆိုပြန်နော်ဆိုတော့၃လုံးကို 3D နပတ်ဆက်ပြီးတော့ကျွန်တော် training ကိုလည်းကြပေးထားပြီကျွန်တော်